ခုအကျိုးတောက်ထားတယ်ဆိုတော့တွားကြည့်မိလိုက်တာပေါ့ကိုကလည်းဂိန်းသားနီးနီးလေးဆိုတော့အအမျိုးသမီးတယောက်ကိုအကျိုးနဲ့တောက်ထားတယ်ပစ္စည်းခိုးလို့တဲ့သူမရှိတဲ့လူအတွက်အခုလိုကိုကြီးတဲ့အတွက်လေကျွန်တော်ကပိုးတော့မှဝမ်းသာသေးတယ်ဒါပို့နေကို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 နဲ့ကိုကမကူညီနိုင်ပေမဲ့သူတို့ကကူညီတဲ့အတွက်လေဒါဟိုဘလူဘလူမှဟောဘူးအများကြီးဝမ်းသာတယ်အကူညီတကယ်ကူညီမယ်ဆိုရင်တကယ်ဝမ်းသာပါတယ်ကျွန်တော်ဖြစ်စင်ကကျွန်တော်တို့ဒီတော့ကျွန်တော်မနေ့ပိုင်း7နာရီ ဆက်တနာကြီးကွယ်ဆက်တနာကြီးလောက်ကတော့အဲ့လောက်တော့ထင်းတယ်အင်းကျွန်တော်ကမနေ့ဖက်ထွက်လာပြီးတော့ကျွန်တော်တစ်ချက်ဒီလောက်ကိုကျွန်တော်အိမ်ပြန်လေးရှိတာဟုတ်ဟုတ်ကဲ့ကဲလီသမားပါဟုတ်ကဲ့ပါဂိတ်နဲ့ဆိုတော့နီးနီးလေးပေါ့နော်ဒီလောက်နဲ့ဟိုခြံလောက်ပဲရှိတော့အဲ့ဒါကြောင့်ကျွန်တော်သွားကြည့်မိလိုက်တာပေါ့တွေးမိလိုက်တာဆိုတော့အဲ့မှာကျိုးတုတ်ထားတယ်ကျိုးတုတ်ထားတယ်တော်လာသူရှိမှတစ်ထခိုးတယ်ဆိုတော့လေခိုးတယ်ခိုးတယ်တခိုးကျိုးတုတ်ထားတယ်ဆိုတော့သွားကြည့်မိလိုက်တာပေါ့ကိုကလည်းဂိတ်နားနီးနီးလေးဆိုတော့အဲ့အမျိုးသမီးတစ်ယောက်ကအကျိုးနဲ့တုတ်ထားတယ်ပစ္စည်းခိုးလို့တဲ့ ပါသူတို့ဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုဥစား CC camera နဲ့ဒီလိုတက်ထားတော့သူတို့ခိုးတယ်မခိုးဘူးဆိုတော့သူတို့ကတိတော့တိတယ်နှစ်ခါသုံးခါရှိပြီးတဲ့စောင့်ကြည့်နေတာတဲ့ဒီတစ်ခါတော့မိအောင်ဖမ်းလာတဲ့အမျိုးသမီးတရားအဲ့လိုတော့ပြောတယ်အဲကျွန်တော်ကြည့်ပြီးတော့ပြန်လာလိုက်တယ်အကောင်းတော့ဘဝန်တာတာပေါ့သူမရှိတဲ့လူအတွက်အခုလိုကူညီတဲ့အတွက်လေကျွန်တော်ကပိုးတော့မှဝန်တာသေးတယ်ဒါပို့နေကို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 နိုင်ကူကမကူညီနိုင်ပေမဲ့သူတို့ကကူညီတဲ့အတွက်လေဒါဟိုဘလူဘလူမှဟောဘူးအများကြီးဝန်တာတယ် အကူကြီးတကယ်ကူကြီးမယ်ဆိုရင်တကယ်ဝမ်းသာပါတယ်